အားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်းကောင်းတွေတင်ဆက်ပေးဖို့အချိန်ခါဆက်ရုပ်လာပါပြီဒီနေ့ရွေးချယ် တင်ဆက်ပေးလိုက်တဲ့ဇလန်းလေးကိုလည်းခံစားနားဆင်ပေးကြပါဦးခင်ဗျာငှက်ခါတို့လူစုဒီနေ့အတော့ကိုသွေးကြွနေကြတယ်ငှက်ခါကဝထိုးလန်းကို အင်းချင်းအเจ้าပေါ်မှာစူးမြနေအောင်တွေးလိုက်တယ်ဒိုးလုံးစိန်ကြီးနဲ့အောင်ချွေကြီးတို့ကချဲ့အကျက်ကိုချောင်းကနန်းကျင်းနဲ့တောက်လို့မြိန်နေစေ ပြိုးကိုငှက်ခဘဲသူလဲကွာငှက်ခကလှန်သွားကိုလက်နဲ့ဆန်းရင်က ပြန်လို့မေးမြန်းလိုက်တယ်ကျုပ်ပါဗျဖြောင်းကြည့်ရလာတော့မလို့ပါပဲဝဲဘဲနှကောင်လဲကွာပထမတော့သုံးကောင်ဗျဘာကြီးမောင်ရဲ့ရွာစုံအမျိုးတွေညလာအိတ်ကြတာများလို့နောက်ထပ်နှစ်ကောင်ပို့လိုက်ရတယ်တောင်းညွန့်လို့အိမ်ကဝဲပါလာသူ့အိမ်ကသုံးကောင်လေးနောက်နှစ်ကောင်ကဘဲသူ့အိမ်ကတော့ကွာဖြောင်းကြည့်ရ ကိုကျော်ပြကြီးအင်းငါတယ်ဗျငှက်ခဝဲထိုးလန်ကိုင်း၍ထားလိုက်ပြီဟေးဒိုးလုံးတို့လက်စာတတ်တော်ဟေးအလူအင်းငါဝဲပေါ်ဖို့လာခေါ်နေပြီကွအေးအေးလက်ကြံလေးဖြတ်ပြရစေအောင်ရောက်ဖရာအေးဟေးဝဲတက်ရတာဗျလူတက်ရမှာကြာနေတာပဲဒိုးလုံးတို့လက်ကြံကို ကောင်းမော့ပြီခௌဒါချက်တာများခါကြထိုးလို့အလူအင်းရှိရာရွာလေပိုင်းစီတို့ထွက်လာခဲ့ကြတော့တယ် ဥပမောင်းတို့အလိုမန်းတက်ကြီးမှတွန်းတေသိမ့်တန်းရဲ့နှမလက်ချော့နေလေတော်တခြင်းကဒေဝလုံးကိုအုပ်စီးထားတယ်။အတန်ချဲ့ဆဲဟွန်းလေးလုံးကအရက်လေးမျက်နာကိုလှဲ့စင်ထားသည်မို့ဒေဝလုံးသားမကရွာနေချုပ်ဆက်များကပါ အတိုင်းသာကြားနေရတယ်။ဥပမောင်းတို့ကလဲသမားတထေးမြဖြစ်ကြတယ်။လဲအေကရာကျော်ပိုင်နေခိုင်းနွားနဲ့နိုးစားနွားမများပင် အကောင်90ကျော်ခန့်ရှိမယ်။ အခုသုဒ္ဓမင်းများကိုရှင်ပြုမယ်နာသမင်္ဂလာပြုလုပ်မယ်အလူမဝဒကိုလုံးတီမိโกဒိတ်ကျွေးမယ်ဖြစ်လို့ဝက်ပေါ်နေကြသူတို့လူအုပ်စုကိုလာရောက်၍အကြခြင်းဖြစ်တယ်အလူဝင်ရောက်တော့မြို့ပေါ်ကပသိမ်မောင်းတောင်းရင်ဆိုင်းအဖွဲကရောက်နေပြီဖြစ်လို့ပစ္စည်းများချနေတာကြောင့်အတန်းနေစူညံလို့နေလေတယ်ပသိမ်မောင်းတောင်းရင်ဆိုင်းအဖွဲကနာမည်ကြီးဆိုင်းအဖွဲဖြစ်တယ်အဆူတော်များချောတယ် အတန်းလေအလွန်ကောင်းတယ်ဆိုင်းနောက်သားများဖြစ်ကြတယ်လူချွင်းတော်စိန်ဝမ်းပေါ်ဘူးကလေးမောင်မြင်မနဲ့အန်းဘွားတို့ကလည်းပြက်လုံးများပွဲကြအောင် ပြက်နိုင်လို့ပရိသတ်များအလွန်ကြိုက်ကြတယ်ညာလုံးပေါ်အဲ့ခမာဖြစ်လို့ရွာဆွေးရွာမျိုးများလက်ဦးနဲ့ကြိုးတင်ရောင်းနေကြတယ်အင်းတကယ်ထမကြီးချောင်းစီ အလှူကြည့်ပါပဲချွေရောင်တဖက်ဖက်တောက်ပနေတဲ့တိုက်မန်တကြီးရှေ့မှာချင်းလောင်းလှဲ့ဖို့မြင်းများကလည်း ကားကျိုးတန်းစားများနဲ့ကြိုးတင်ရောင်းနေကြတဲ့မြက်ခါတို့ရောင်းလာပြီလားဟိရောက်ပြီဦးအောင်ကြီးကြီးရောင်းရင်သွားကြစို့ဟိချင်းလောင်လှဲ့အမိချက်ရပြုတ်ရမဟာတုတ်တုတ်ကလေးလှုပ်ကြအလူအိမ်ထမင်းချေတောင်းဝင်ခန်းကြီးဦးအောင်ကြီးကချေးဆောင်လို့ဝက်ပေါ်ရမယ့်အိမ်ကိုချေချူထွက်လာခဲ့ကြတဲ့ကိုတောင်းညုံတို့အိမ်ရောက်တော့အိမ်ရှိဝက်ထဲမှာ အချိန်90ကျော်ဝက်သုံးကောင်ကို တအေးအေးအော်ရင်တွေးလိုက်ရတယ် ဒီသုံးကောင်လား9000ညော့အေးကွာငှက်ခါငှက်ခါကအချိန်မဆိုင်တော့ဝက်ချန်နဲ့ဝင်လိုက်ပြီးလုံငန်းကျွမ်းကျင်သူပြီးပြီးဝက်တကောင်ရဲ့နှလုံးချိရာချစ်လက်ပကြအနီးကပ်၍လှမ်းနဲ့ထိုးချလိုက်တယ်စွတ်ကျွီးငါးမိနစ်မျှပင် မကြလိုက်ဝက်တကောင်လမ်းအော်၍လဲကြသွားတယ်ကျန်ဝက်နှကောင်ကလမ်း၍ထောင်းမှကပ်ပြီးအော်နေကြတယ်ငှက်ခါကဝက်နှကောင်စလုံးကို လမ်းတစ်ချက်စီနဲ့ပွဲသိမ်းလိုက်ပြန်နေလဲပေါ်တင်းပြီးယူသွားကြဒိုးလုံးတို့အုပ်စုကဝက်သေးသုံးကောင်းကိုနွားလဲပေါ်သူမတင်လိုက်ကြတယ်ငှက်ခါကခါကြမှာချဲ့ရဲ့ပလင်းကိုထုတ်လို့မောလိုက်ပြီးဝက်ထိုးလမ်းမှာသွေးစာသွေးနာများကိုပိတ်နဲ့ရွက်ကြွေးနဲ့တုပ်ပစ်လိုက်တယ်နောက်နှစ်ကောင်ကရောပြရွာမြောက်ဖျားကကိုကျော်ပြကြီးတို့တဲမှာသူ့နဲ့သူတို့လဲဝက်သေးတင်းလှဲကြီးနဲ့ ရွာမြောင်ပြားကွင်းသက်ကြီးကိုကျော်ပြားကြီးရဲ့တဲကိုထွက်လာခဲ့ကြပြန်တယ်ကျော်ပြားကြီးရဲ့လာပြုတ်ဖိုးအောင်ကြီးဘဲဝက်တွေလဲกว่าဒီမှာကိုအောင်ကြီးကဝက်တဲတဲ့ကြီးဝင်းငါကောင်အုပ်မှကပတ်ကြဝက်ထီးကြီးနှစ်ကောင်ကိုလင်းညှို့ထို့ညွှန်ပြလိုက်တယ်အဲ့ဒီကပတ်ကြဝက်ထီးကြီးနှစ်ကောင်ကနဲတဲ့အကောင်ကြီးတွေမဟုတ်ပါလားပါးစုံကြီးများထွက်နေပြီနှုတ်ခမ်းကြီးတွေကော့လန်လို့အကျွေးအမွေကောင်း၍ ဝါတင်ပြီးဖောင်းမွေးများပင်ထောင်ထနေတယ်။ငှက်ခါကဝဲထိုးလံကိုအသင့်ပြင်းစင်းပြီးကိုကျော်ပြကြည့်ဘာတော့ကငှက်ခါရဒီဘက်ကချမ်းကွယ်ထဲကိုတကောင်းချင်းမောင်းသွင်းလေဗျာအေးအေးဝဲကြားကြီးတကောင်းချမ်းကွယ်ထဲသူဝင်လာတယ်ဝဲကြီးကသေးနှံ့ရလို့လားမသိတဲအီအီနဲ့ချောင်းပဲချောင်းပဲလုံးတည်းဒီအချိန်မှာကိုကျော်ပြကြီးရဲ့မိမနဲ့ခလေးနှစ်ယောက်ကအပြင်းမှရောက်ချလာတယ် တို့ကဝက်သက်ရန်ဟန်းကြီးပြနေတဲ့ငှက်ခါရဲ့အသွင်အပြင်းကို ကြောက်ရွံ့သလိုလှမ်းကြည့်ပြီး အဖေဘာတော်သမီးဇရက်ဝိုင်းလေးနဲ့ဆယ်နှစ်ခန့်ရှိသောကောင်မလေးကသူ့အဖေကြောပြားကြီးကိုအော်၍ခေါ်လိုက်တယ်။ဒီဒီလိုကြီးဝါတို့ကိုဘာလို့ကြမလို့လဲဝက်ပေါ်မလို့လေ သမီးရဲ့ဟင်သမီးတို့ဝဲကြီးကိုတတ်မလို့မလုပ်ပါနဲ့အဖေရာမတတ်ပါနဲ့မလုပ်ပါနဲ့အဖေရဲ့ နော်အဲ့ဒီဝက်နှကောင်ကိုရောင်းပြီးရင်သမီးကိုနှစွဲလေးလှုပ်ပေးမလို့ပါ သမီးရဲ့ဟင်းမတက်ရဘူးမတက်ရဘူးဝါတုတ်ရဲ့ဝါတုတ်ခလေးမာလေးကအတန်တုံတုံရင်းရင်းနဲ့ဟောခေါ်လိုက်တော့အခါဝါတုတ်အမြင့်ကြီးဝဲကြားကြီးကခလေးမာလေးရှိရတော့လှမ်းအကြီးစွတ်ကျွီးအမလေးဝါတုတ်ဝါတုတ်ရဲ့ငှက်ခါကအဲ့ဒီအချိန်လေးမှာပဲ ဝက်ကြားကြီးရဲ့လက်ပတ်နှလုံးရှိရသူတပေခန့်ချေသောဝက်ထိုးလှမ်းကြီးကိုစောင်းထိုးသွင်းချလိုက်တယ်။စိုးစိုးဝါဝါအော်လိုက်တဲ့ဝက်တန်ကြီးနဲ့အတူမောင်နှမနှစ်ယောက်ရဲ့ရင်ကွဲမတက်ဟဲ့အော်ငိုလိုက်တဲ့အတန်းကိုအားလုံးကကြေးကွဲရင်းနှင်းစွာကြားလိုက်ရတော့တယ်။ဝါတုတ်ဝါတုတ်ကြီးဝါတုတ်ကိုမတက်ကြပါနဲ့။ညကြီးဘာတော့ခလေးနှစ်ယောက်ကိုအဝေးခေါ်သွားစမ်း။ကိုကျော်ပြကြီးရဲ့အော်လိုက်တဲ့အကြောင်း ကျောပြကြီးဇနီးမြားကြီးကခုံပေါက်ငိုယိုနေကြတယ်ခလေးနှစ်ယောက်ရဲ့လက်ကိုဆွဲလို့အပြင်းသူခေါ်ထုတ်သွားတယ်မလိုက်ဘူးမဆွဲနဲ့ဝါတုတ်ကြီးနေရွက်တူကြီးကြီးမတက်ပါနဲ့ငါတို့ဝဲကြီးကိုမတက်ပါနဲ့နေရွက်တူကြီးဒီအချိန်မှာကိုကျောပြကြီးကနေရွက်တူတို့နဲ့ဝဲထီးကြီးကိုချမ်းဘက်သို့မောင်းသွင်းလိုက်ပြန်တယ်ဒုတ်ချီနဲ့ထိုး၍မောင်းသွင်းလိုက်မှအစွဲဖွေးဖွေးနဲ့ဝဲထီးကြီးက မဝင်ချင်းဝင်ချင်းဝင်လိုက်ပြီအဖေါ်ဝက်သေးနံရာ၍ခြံထဲမှာခြားလက်ပတ်ခြောက်ပြေးနေတယ်။နေရွက်တို့ကြီးကိုတတ်မိဖြစ်မှန်းသိတော့ခလေးနှစ်ယောက်ကမိခင်လက်မှအတင်းရုံးကန်၍အော့ဟဲ့ငိုယိုနေကြတယ်။အဖေးတမိနဲ့ဆွဲမလို့ချင်ဘူး။နေရွက်တို့ကို မတတ်ပါနဲ့။အဖေးသားတို့ကောင်းကြီးကိုမတတ်ပါနဲ့။နေရွက်တို့ကြီးရဲ့ကိုကျော်ပြားကြီးကရုံးကန်အော့ဟဲ့နေကြတယ်။ခလေးမြမမြင်အောင် ကိုလုံးနဲ့ကွဲထားလိုက်တယ်။နေဘက်သူဝဲကြီးကရန်သူ ဝထိုးသမားကသူ့ကိုလှမ်းချင်းနဲ့ထိုးရန်လှဲ့ပတ်ချောင်းနေမှန်တေးတော့အခါရင်ဆိုင်ခုခံရန်ခေါင်းကိုမော၍ကြီးလိုက်တယ်။ထို့နောက်မြေကြီးများကိုနှုတ်သိနဲ့ထိုးကော်ပိတ်၍လှမ်းချက်ကိုလှဲ့ပတ်ချောင်းနေတယ်။ငှက်ခါချန်ပြန်ဘက်မှထိုးရန်ခက်နေတယ်။ဝက်ကလည်းရန်ပြုတ်လိုစိတ်ရှိနေ၍အထက်ဝင်ထိုးရန်ခက်နေတယ်။ကြားတယ်ကွာကိုကျော်ပြကြီးက သူကလေးများကိုထိမ့်မနိုင်၍လှမ်းអော်လိုက်တယ်။အထက်ဝင်ထိုးကွာငှက်ခငှက်ခအချိန်ကြာနေ၍အရက်ကိုထမ်းမောလိုက်ပြီးကရောင်းမြောင်းအောင်ကြိုက်ခါခြံထဲသို့လှမ်းအသင့်ပြင်း၍ဝင်သွားလိုက်တယ်။သူဝက်ထိုးလာတာကြားခဲ့ပြီးဟိုရွာအခြေပြားကရုံးမှတောင်ကျေးဆက်မှာတော့ဝယ်များနဲ့သူဒီလိုမျိုးရင်ဆိုင်တွေးကြုံခဲ့မှုတဲ့။နောက်ဆုံးအလွန်ကြမ်းကြုတ်တဲ့တော့ဝယ်ကြီးများပင်သူ့ဝက်ထိုးလှမ်းသွားမှာ နှလုံးသွေးကိုပိတ်ဆက်သွားကြသည်ကြီးဖြစ်တယ်။ဝက်ကလှက်ပတ်ပြေးနေရင်ရင်းဆိုင်ရန်ပြင်းလိုက်လျင်သူကလှမ်းပြတဲ့ဟန်ပြီးအသာပတ်၍လိုက်တယ်။နေဘက်တို့ပြေးပြေးထားနေဘက်တို့ကြီးပြေးထားသားထွက်ပြေးခလေးနှစ်ယောက်ကအတန်ကုန်ဟဲ့၍ဩကြတယ်။ဒီမှာကိုကျော်ပြားကြီးကကောင်းမလေးနဲ့ကောင်းလေးပါဇက်ကိုလက်ဝါးနဲ့ပိတ်ထားလိုက်တယ်။ခလေးနှစ်ယောက်ရဲ့ဩတန်ကိုကြားတော့ နေရွက်တို့ဝဲကြီးလှဲ့အကြီးစွတ်နေရွက်တို့ကြီး အမလေးတေးပါပြီဒီလိုအငယ်လေးမှာပဲငှက်ခါရဲ့ဝဲထိုးလန်ငါနေရွက်တို့ကြီးရဲ့နှလုံးသားကို တဆုံနေဝင်သွားပြီဝဲကြီးအသက်ဝအောင်မချိုးနိုင်ပဲမြေပြင်ပေါ်သို့တေးအီးလဲကြကငိမ့်တဲ့သွားတော့တယ်တေးပြီလားကွာငှက်ခါရတေးပါပြီကွာစိတ်ချအောင်လှုပ်ဆတ်မှာကွာငှက်ခါပါကွာနှစ်ချက်ထိုးယုံထုံးစံမရှိဘူးတစ်ချက်ပဲ မင်းကောင်ထားပြလို့ရရင်ပြေးစားပါဟဲ့ကောင်နရွက်တို့ကြီးမင်းပြေးလို့ရရင်ပြေးစားလေကွာဟာဟာပြေးစားမှာကွာဝုံဖောင်းအာအမလေးဟာလုံးကြပါဦးဟာငှက်ခါကတို့ကလူပြောရင်လဲကြနေသည့်ဝဲကြီးရဲ့ကိုလုံးကိုရှင်းနဲ့ကမ်းလိုက်စင်မပဲငြိမ့်သက်နေသည့်ဝဲကြီးကဟုံးကနဲ့ကောက်ထကငှက်ခါကိုထိုးကော်ပစ်လိုက်တယ်မျောလင်းမထသော ဖြစ်ရက်ကစိုးဝါလွန်းလာတယ် ဝက်နှုတ်သည်ကြားမှအစွဲကငုံကြည့်နေသည့်ဝက်ထိုးသမားငှက်ခါရဲ့ပေါင်ကြားကိုကောခွဲလိုက်ခါငှက်ခါခြေကားရလက်ကားရနဲ့ဝက်ချံတောင်ကြီးမှလွင်စဉ်ပြက်ကြသွားပြီးထွန်းထွန်းလှူးနေတော့တဲ့ဝဲကြီးကသွေးလက်ဆက်နဲ့ကုန်းထားပြီးချမ်းပြင်းမှလူများကို မုန်းဒီစွာကြိတ်နေတဲ့နေရွက်တို့ပြေးပြေးနေရွက်တို့ကြီးပြေးပြေးထဝုံဟာချောင်းကြပြေးဟိပြေးပြေး ခလေးမြရဲ့အတန်းကိုကြားသည်နှင့်သူ့အစ်စ်လက်ဒန်းရနှင့်ဝဲကြီးကဝဲချံစီယိုးကိုနှုတ်သည့်နှင့်အာကုံကောပဲ့လိုက်ရာဝါရမ်းများကျိုးကုန်နေဒီမှာပဲဝါကျိုးများကိုခုံကျော်ပြီးအပြင်းတို့တချိန်တို့ပြေးထွက်သွားတော့တယ်ဒိုးလုံးတို့စိန်ကြီးတို့အုပ်စုလည်းနေရသက်ပင်များမှာပြေးပုံကြရတယ်နေရွက်တို့ကြီးကပြေးရင်မှမဲမဲမြင်ရကိုပဲ့နေရကကိုကျော်ပြားကြီးကခလေးနှစ်ယောက်ကိုဆွဲ၍ပြေးတော်တယ်ခလေးနှစ်ယောက်က ငိုကြည့်ချက်မနဲ့ဝဲကြည့်နာမည်ကိုအော်ခေါ်ကြတယ်။ဒဏ်ရရဝဲကြည့်ကခလေးနှစ်ယောက်ရှိရသူတစ်ချက်လှဲကြည့်ပြီးဂမှုချို့တို့ပြေးရကလမ်းမှာလူများလဲပြိုးလဲကွဲကုန်ကြတယ်။ဒီမှာပဲဒိုးလုံးတို့အုပ်စုကဝဲချံနဲ့ဝင်း၍ငှက်ခါကိုကြီးလိုက်ကြတယ်။ငှက်ခါဟေးငှက်ခါခေါ်လို့မရတော့ဘူးဗျ။တွေးတယ်အထွက်များနေတယ်။မျိုးစိယုံကိုပို့မှဖြစ်မယ်ဝက်သေးတွေချပြီးလူနာကို အမြန်တင် တို့အားလုံးနွားလဲဘောကဝက်သေးများကိုပြစ်ချပြီးတွေ့တန်ရဲရဲနဲ့ငှက်ခါကိုတင်းကမျိုးစေးုံရှိရသူနွားလဲကိုအမြန်မောင်းခိုင်းရတယ်။အောင်ချွေမင်းနေခဲ့ပါကွ။ဘာလုပ်ဖို့လဲဗျာ။ဝက်နောက်ကိုလိုင်းအောင်မဘောကွဲ့ကိစ္စမှမပြတ်သေးတာ။ဒီမှာကိုအောင်ကြီးနဲ့ကိုကျော်ဗျာအဲ့ဒီဝက်နောက်ကိုခမရတို့ပဲဆက်လိုက်ကြ။ကျုပ်တငယ်ချင်းအသက်လောက်ဘယ်ဟာမှအရေးမကြီးတော့ဘူး။ညစိန် အမြန်မောင်းကွာအမြန်မောင်းလဲသမားအများစိန်ကနွားချိုးကိုလှုပ်လိုက်သေးနဲ့နွားနှကောင်းကရွာပြန်လမ်းမှာမျိုးသွားတဲ့လမ်းရှိရသူဒုံဆိုင်ပြေးကြတော့တယ်နောက်ဆုံးကိုအောင်ငိမ့်နဲ့ကိုကျော်ပြားကြီးတို့ကဒိုင်းရရဝဲနောက်သို့လိုက်ကြတော့တယ်အလူအိမ်ကိစ္စကအချိန်မီလောရမှာရှိသေးသည်ကို ရွာလမ်းမှာလူများဥတဟူချောင်းတိန်အော်ဟဲ့နေကြတယ်ငကြိုင်းရွက်တို့ကြီးကိုတွေးလာဟိတ်ခမရကောင်းကြီး မြင်းမြင်းရကိုလိုက်ပင်တဲ့ကိုကျော်ပြအခုဒီကောင်ဘဲနာမှာလဲကွာမပြကြီးအလောင်းစင်အောက်မှာရောင်းနေတဲ့ပြဟင်ကြားပဲကြီးကျွာတောင်ပြားမှာပို့ထီ၍သေဆုံးသွားတယ်မပြကြီးအတုပရှိတယ်ကျွာထုံးစံအတိုင်းသုံးရထားတယ်တပည့်ခါမှာတကြိုမဲလို့သိရတယ်သူတို့အလုံးရရလက်နဲ့များဆွဲ၍ဒန်းရရနရွက်တို့ကြီးနောက်သူလိုက်ကြတယ်ခြေစံဒန်းရရဝဲကြီးကခိုးဝဲရွာသို့ဝင်ရောက်နေပါကလား သူတို့အုပ်စုလက်နဲ့များနဲ့ရောက်သွားတော့အတုပအိမ်မလေးလူများပြေးလွှားအဟဲနေကြတယ်အချို့ပုံအောင် နေကြတယ်ဖဲသမားအုပ်စုက လေးကွာများခဲများနဲ့အလောင်းစင်အောက်မှာဝဲနေတဲ့ဒဏ်ရရသွေးတန်ဆက်လက်ဝဲကြီးကို၆လံမောင်းထုတ်နေကြတယ်ဝဲကြီးကပြန်ပြန်ပြုတ်နေ၍အနည်းသို့မကတ်ရဲကြအချို့ကတော့ဝဲလို့ထင်းနေကြတယ်ကိုကျော်ပြကြီးတို့ရောက်သွားပြီးဝိုင်းရန်ပြေးလိုက်တော့အခါဒဏ်ရရဝဲကြီးက အလောင်းတင်ထားတဲ့ခရင်အောက်မှာထွက်၍လိုက်ပက်တယ်။သူတို့အော်ဟဲ၍ချောင်းကြစင်မှာပဲ။ဒန်းရရဝဲကြီးကအလောင်းစင်ပေါ်မှာလှွားကနေခုံကြောက ရွာပြင်သင်းချိုင်းတဲ့သူဝင်းရောက်ပျောက်ွယ်သွားတော့တယ်။ကြောပြဗျာကိုအောင်ကြီးမင်းကောင်မလွှဲတော့ဘူးကွာ။ဘာဖြစ်လို့လဲ။ကြည်ရတာမယိုးသလိုပဲ။ဗျာပေးလောက်တဲ့ဒန်းရနဲ့ဥစ္စာဗျာ။အေးလေပေးလောက်တဲ့ဒန်းရရနေတာမှန်ပေမဲ့အခုကြီးစမ်း အစိမ့်သေးမသားအလောင်းကိုခုံကျော်ပြီးတင်းချိုင်းနဲ့ပြေးသွားပြီဒါဒါစမ်းကြဲပြီးကြောက်စရာအံ့ဩစရာပဲကွအဲ့ဒါဘယ်လိုလုပ်ကြမလဲဟင်ငါတို့ကြီးအေးဆွန်လိုက်လို့မဖြစ်ဘူးမင်းမုံဆိုးထွန်းခင်ကို သိတယ်မို့လားသိပါတယ်ဖျသူ့ကိုသွားခေါ်နှုတ်မို့ရင်နေဝင်သွားလိမ့်မယ်သွားသွားတို့နဲ့ကိုကျော်ပြားကြီးမုံဆိုးထွန်းခင်ရှိရသူပြေးရတော့တယ်တွေ့တာနဲ့အကျိုးအကြောင်းပြောပြ၍ မရမကခေါ်ခဲ့တဲ့မုံဆိုးထွန်းခင်းကအမဲလိုက်ရာမှာကျွမ်းကျင်နေဒန်ရရတာကောင်နောက်သူတွဲဆက်ခံချေရခံလက်ရမှာလေအလွန်တော်တဲ့မုံဆိုးဖြစ်တယ်ယခုဒန်ရရဝက်နာကြီးကပင်းချိုင်းမှာတေခဲ့ရင်မိခဲ့ရင်တော်ပါရဲ့မတော်လို့များရိုးမှာတော့ဇာထဲသူ ဝင်သွားခဲ့လျင်တော်ဝန်စာချာသူများထင်းခုံသွားသူများမုံဆိုးများအတွေ့လွန်စွာအန္တရာယ်များလှတယ်ဒန်ရရတာကောင်တို့မြည်သည့် မြင်းမြင်းရရကိုရန်သူလိုသဘောထား၍အသေးအကြီးတုံ့ပြန်တိုက်ခိုက်လေရှိတယ်။မကြခင်မုံဆို့ထုံးခင်ကြောပြကြီးနဲ့ကိုအောင်ကြီးအလူရှင်သားချင်းများတင်းချိုင်းကုန်ရှိရာသို့စူးပေါင်းရောက်လာကြတယ်။ဒီမှာထန်ရရဝင်နာကြီးအားမြေပုံပြေချားမှာလဲနေသည်ကိုမြင်ရတယ်။လူတန်ကြားတော့အခါထန်ရရဝင်နာကြီးကမြေပုံကိုနှုတ်သိနဲ့ထိုးကော်ပစ်ပြီးရံပြူရံပြင်းလိုက်တယ်။မုံဆို့ထုံးခင်က ဒူးလေးနဲ့လှမ်းပစ်လိုက်တယ်။ဒူးလေးပစ်ချက်လွဲသွားတယ်။ဝန်နာကြီးကလင်းညုံမှလှော်တော်မြားခဲ့သူပြေးဝင်လာလို့အားလုံးအော်ဟဲပြီးတင်းချိုင်းကုန်းနဲ့ပတ်ပြေးကြရတယ်။မုံဆိုးထွန်းခင်တောင်းတက်ပင်ပေါ်ပြည့်အပ်တဲ့ကောင်းလို့နှုတ်မိုးရင်ဝဲအပ်ပဲခံရပွဲရှိတယ်။ဝန်နာကြီးကတရီးတရိုင်းနဲ့မုံဆိုးထွန်းခင်ကို မောကြည့်တယ်။တတ္တိကောင်းလာသူများပင်အနာသူမကရဲကြဝန်နာကြီးရဲ့မျက်လုံးအဆုံးက မိကြီးကဲ့သို့ရဲတော်ပြီးတဖူဖူနှာမောက်၍ဒေါသအကြီးနေတဲ့ဒီအချိန်မှာပဲကြောပြောင်ကောင်းကြိုင်နဲ့လူတန်းကြီးတူ ဝချွန်ချေကြီးကိုင်း၍ပြေးလာတဲ့ဟဲ့လူမလာနဲ့မလာနဲ့ဝက်ကတော်ဝင်သူဖြစ်နေတယ်မုံဆို့ထွန်းခင်ကတက်ပင်အမြင့်ပေါ်မှာအော်ဟိတ်၍သတိပေးတယ်သို့တော့ကြောပြောင်ကောင်းကြိုင်ဝချွန်နဲ့လူကြီးကလုံးဝခရုမဆိုင်ဝက်နာရှိရသူအရေတိုး၍ဝင်လာနေတယ် မုံဆိုးထုံးခင်ကြိလိုက်တော့ဒီသင်းချိုင်းကစန္ဒလာကြီးဥရပြေဥရပြေအသက်ပြင်းတဲ့ဝဲနော်သတိထားစန္ဒလာကြီးဥရပြေကသွေးတန်ရဲရဲဇောင်းမွေးထောင်းပြီးမျက်လုံးနှလုံးဒေါသအမြင့်နဲ့မိကြီးကဲလိုရဲနေသည့်ဝဲနာကြီးရှိရသူရောက်လာခဲ့ပြီးဝဲနာနဲ့သူကဝါရပြန်ခန့်တာကွာဝေးတော့တယ်ဒေါသကြီးနေသည့်ဝဲနာကြီးကစန္ဒလာကြီးဥရပြေကိုမြင်တော့အခါမျက်နှာချင်းဆိုင်းလိုက်တယ်ဥရပြေကလည်း တဲထက်ကဝချွန်းနဲ့အသင်ချိန်ထားလိုက်တဲ့ဝိနာကြီးကလည်းသွေးတန်ရဲရဲနဲ့တလန့်ချင်းခြေတိုးလာသလိုဥရပြေကလည်းလုံးဝနောင်မစုပ်ပဲဝချွန်းကိုလက်တစ်ဖက်နဲ့ဆုံးကမ်း၍ခြေသို့တိုးကပ်သွားတယ်။ဒီမှာပဲဝိနာကြီးကစူဝါစွာအဟဲပြီးကျုံးပစ်လိုက်တယ်။ဥရပြေကြီးကအသာချောင်းပေးလိုက်ပြီးဒဏ်ရာရထားသည့်နေရာကိုမှန်းချိန်၍ဝချွန်းနဲ့အာကုန်ထိုးဆိုင်ဖိထားလိုက်တယ်။ကျွီးဝူးကြာရာပြေတယ်ကွာ။ ကိုင်းဟာဝချုံးကတုံခါနေတဲ့စန္ဒာလာကြီးဥရပြေကကျွတ်သားအမြောင်မြောင်ထအောင်စိုက်ွေဖီထိုးနေရကဝဏကြီးအသာတဆက်ဆက်တုံလာပြီ လုံးဝကိုငိမ့်တဲ့သွားတော့တယ်ဟဲ့ကောင်ထလို့ရရင်ထစမ်းကဲကွာဥရပြေကဝဲသေးကြီးကိုချင်းနဲ့ကန်နေဖိဆိုင်ထိုးတယ်ပြည်ဝဲဦးကောင်းကိုညာချင်းနဲ့နင်းထားပြီးဝဲအမိကိုခါကြဓမ္မနဲ့ခုတ်ဖြတ်၍ပါဇက်နဲ့ကိုက်ထားလိုက်တယ် ဝဲကြီးကလုံးဝကိုမလုတော့ဒီတော့မှမိုးဆိုးထွန်းခင်ကတက်ပင်မောကဆင်းလာနိုင်နေပြည်သူဒူးလေးကို ကောက်လို့ကိုင်းလိုက်တယ်အားလုံးလာခဲ့ကြတေးနေပြီ ဟိတ်ကိုကျော်ပြားကြီးတို့ဥအောင်ငိမ့်တို့လည်းအခုမှပဲဝက်သေးနာသူရဲရဲဝင်းဟွန်းတော့တယ်ဝဲကြီးကလူသေးမြုံမဲ့မြေကြီးကျင်းတဲ့နာမှာတေးနေတယ်ကိုရပြည့်ကောင်းလို့ပေါ့ဗျာနှုတ်မဝင်တော့မလွယ်ဘူးဒီကောင်သေးရကနေဘလို့ဖြစ်သွားလဲမသိဘူးဗျာ ကျုပ်ကြားချက်အရဆိုရင်ဟိုကောင်ငှက်ခါကဝက်ထုတ်ပြီးချင်းကပြေးလို့ရရင်ပြေးလေကွာလို့ပြောတယ်ဆိုဥရပြေကြီးကမေးလိုက်တယ်ဟုတ်တယ်ကိုရပြေကြီးအဲ့ဒါဆိုတာဘောဗျဘာဖြစ်လို့လဲဗျအိမ်ကသားကောင်တရိတ်ဆမ်းမဲ့ဖြစ်ဖြစ်တိုးတဲ့ကသားကောင်တရိတ်ဆမ်းမဲ့ဖြစ်ဖြစ်တက်ရင်ဘာမှမပြောရဘူးဗျသူ့ဘာသာအသက်ထွက်အောင်စောင့်ကြည့်နေရတယ်အခုတော့မူမူယူယူဖင်းကောင်ကျဲကျဲနဲ့ပြေးလို့ရရင်ပြေးဆိုတော့မသေးသေးတဲ့ဝက်ကို ပြန်အသက်သွင်းလိုက်သလိုရှင်းပြီးခုခံပြေးတာပေါ့ပိုးဆိုးတာကအစိမ့်သေးအတုပခေါင်းမော်ကြောပြီးဒီသိမ့်ချိုင်းနဲ့ဝင်းပြေးလာတော့မကောင်းဆိုပါအကြိုက်ဖြစ်ပြီးထိမ့်မရသိမ့်မရဖြစ်တော်တာပေါ့ဗျာစန္ဒလာကြီးကသူ့ဘဝအတွေ့အကြုံနဲ့ရှင်းပြတယ်ခုရပြေးကြီးဘာလဲကိုအောင်ကြီးခမရကြတော့ဘာလို့ဝချုံနဲ့ထိုးသက်လို့ရတာလဲဗျဒီမှာစန္ဒလာကြီးဥရပြေးကတွေးပေနေသည့်ဝချုံကြီးကိုမြှောက်ပြပြီး ဒါဘာဝချုံမှတ်လို့လဲမသိဘူးလေဒါအစိမ့်သေးများကိုမိတကြူရမှာထိုးတယ်လှဲ့တယ်တစုဝါဗျဟင်တစုဝါဟုတ်လားဟုတ်တယ်အစိမ့်သေးရောအကျစ်သေးရောနာနာဘာဝရောမိဖဲဝါရောလာမချုံနဲ့ဒီနေရာကကျုပ်ဩဇာတက်ရောက်တဲ့နေရာဒီကတစုဝါနဲ့တွေ့ရင်ပယောခါရောအပါရောအမုံခြေပီတာမှတ်တော့အံဩစရာပဲဗျာဒီမှာပဲဥအောင်ငင်းကဝိသေးကြီးနဘေးမှာ ကျင်းတဲ့ကြီးကိုကြည်လိုက်ပြီးကိုရပြေကြီးဘာလဲဗျဒီကျင်းတဲ့ကဘယ်သူ့အတွက်ကျင်းတယ်လဲဗျမသိလို့မေးရတာပါအဲ့ဒါခမရတို့ဝက်သေးပြန်ချင်းပြေးပြီးခုံးလွားကြော်ပြေးခဲ့တဲ့မွေးကြိုက်သေးသူ အစိမ့်သေးမထွားကြီးအလောင်းကိုမိသကြိုပြေးရင်အယုတ်မြေမြုပ်ဖို့တူးထားတဲ့ကျင်းမဲဗျဟင်ကြားလိုက်ရသူအားလုံးကအံဩဘွေရာတိုက်ဆိုင်မှုများအတွေ့ပို့၍အံဩမစုံဖြစ်ကြပြီးစန္ဒလာကြီးလက်ထဲမှာ ။တွေ့ပေတစူးဝါကြီးကို မုံမရဲ့လှမ်းကြီးကခေါင်းတညံ့ညံ့လုံးနေကြလေတဲ့။မှတ်ချေထိုးနေကသေပြေချင်းပြေဖြစ်ပြီးနောက်ဆုံးအသိန်းချိုင်းမှာတစူးဝါနဲ့ထိုးတာခံခဲ့ရတဲ့ဝဲကြီးကိုရွာအလွယ်ရှိရာသို့ပြန်မသေးခဲ့ကြပါ။အလို့ချင်းဥပမောင်းကဖြစ်စဉ်များကိုသိကြရသောအခါဝက်ဖို့ကိုပို့ပို့တာတာပေးခဲ့တယ်။နောက်ဆုံး၎င်းဝက်သေးကြီးကိုစန္ဒလာကြီးဥရပြေအားကြိုက်တယ်လို့သာတုံးမာတော့လို့ ပြောဆိုပြီးပေးရခဲလိုက်တော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ